အခုကတော့ JK ရဲ့ပခုံးပေါ်မှာမြန်မာနိုင်ငံတစ်ခုလုံးကိုချမ်းပြီးတော့ represent လုပ်ရတာဖြစ်တဲ့အတွက်ကြောင့်အဲတာဝန်လဲပိုကြီးတယ်လို့ JK ကတော့ opportunity တစ်ခုလို့လည်းမြင်တယ်လောကချက်များရဲ့လို့ဝေဖန်ခံရပေမဲ့ဝင်နေဖို့ရဖို့ရှားကိုင်းလုံးထိကြနေပြီဆိုတော့ JK Sophia ပြည်သူများရှင် JK Sophia က မြန်မာစတားပြိုင်ပွဲမှာလူသိများခဲ့တယ်လို့ချက်ချင်းဆိုသလို Miss Grand မြန်မာ2025ပြိုင်ပွဲမှာဝင်ပြိုင်ခဲ့တာဖြစ်ပါတယ်ဝင်နှစ်စုကိုရရှိခဲ့တဲ့အတွက် ဒီလပိုင်းတွေမှာနိုင်ငံသားမှာသွားပြိုင်ဖို့ပြင်ဆင်နေရပါ အခုဆိုရင် Miss Grand International 2025ပြိုင်ပွဲကြီးကျင်းပနေပြီဖြစ်တဲ့အတွက် JK ရလေထိုင်းနိုင်ငံကိုထွက်ခွာသွားခဲ့ပါပြီမသွားခင် လေးစိတ်မှာဒီမရဲ့ fan တွေက live ပို့ခဲ့ကြပါတယ် JK ကအဖြူရဝန်ဆန်းတဲ့လေးစိတ်ကနေထွက်ခွာသွားခဲ့တာပါ JK ကသူပါရီတိုးတက်အောင်လုပ်နေခဲ့လေဆိုတော့ကိုလူတွေကိုမချပြခဲ့ပါဘူးလူအများကို surprise တိုက်ပြီးတော့နိုင်ငံတကာအလမဲ့တွေကြားမှာအရေးချင်းကိုပြသွားမှာ பாபா ပြိုင်ဖို့အတွက်မသွားခင်လေစိမာကလေးက JK အတွက်တော့ဝန်ထမ်းစုကသူ့အတွက်ဆိုတာရာနုံပြည့်သေးကြနေရပါဒီနေ့ Miss Grand International 2025စုကြီးကမြန်မာနိုင်ငံအတွက်ဖြစ်နေမလားမသိဘူးဆိုပြီးတော့ထုတ်ပြောခဲ့တာဖြစ်ပါတယ်သူအနေနဲ့ဝန်ထမ်းစုရမယ်လို့တေချာတလောက်ရှိနေတဲ့အတွက်တချို့ကလည်းအံ့အားသင့်နေကြတာပါ JK ကသူ့ကိုယ်သူဝန်ထမ်းလို့မှန်းပေမဲ့လူအများကတော့မဖြစ်နိုင်ဘူးလို့သာပြောဆိုနေကြတာပါ JK အရေးပူတဲ့အပေါ်မှာအာမရတယ်လို့လမ်းလျှောက်ပုံကိုလည်း ်အခုထိမကြိုက်သေးပါဘူးရှေးမှာပြိုင်ခဲ့တဲ့နီနီခင်စွန်နဲ့ဒဲစုငိမ့်တို့နဲ့ရှင်ရင်စီနဲ့ရေလိုကွာချားနေတယ်လို့သာမြင်တာပါ JK မှာအားသာချက်ကတချင်းဆိုတတ်တာဖြစ်ပြီးတော့အင်္ဂလိပ်စကားကိုကောင်းကောင်းပြောနိုင်တာပါငကိုတွေကတွက်လက်သူဖြစ်တဲ့အတွက်ပေါင်းတင်ဆက်စပ်ရေးမှာတော့ JK ကိုစိတ်ချလို့ရပါတယ်ဒါပေမဲ့အလားမဲ့တရားအဖြစ်ကျော်ရှင်းအောင်လှနိုင်မလားဆိုတာကိုတော့ လူရီယာသိပြီးတော့အားမရကြပါဘူး။ JK မှာလိုအပ်ချက်တွေအများကြီးရှိတဲ့အတွက် top 10တောင်ဝင်မမလားဆိုပြီးတော့ဇိုရင်နေသူတွေတောင်ရှိပါတယ်။ရှင်းနေနေမှာတော့မြန်မာနိုင်ငံအလားမယ်ရီကနိုင်ငံတကာဆင်မြင့်ထက်မှာနေရာကောင်းတွေသာယူပေးနိုင်ခဲ့တာပါ။ဒီနေရာကောင်းတွေက JK လက်ထဲမှာပျောက်သွားမလားဆိုပြီးတော့ဆိုရင်နေကြတဲ့တွေလည်းရှိပါတယ်။ JK Sophia ကတော့ သူနဲ့ National Director Maren Sino ရဲ့ဒေတာတိုင်ပင်ထားပြီးတော့အဆင်သင့်ဖြစ်နေတာမို့စိတ်မချစရာမလိုဘူးလို့လည်းဆိုပါရယ်ပရိသတ်တွေအားအသင့်စီမဲ့အရာတွေကိုခြားပြဖို့ဒေတာကိုပြင်ဆင်ထားတယ်လို့လည်းအသိပေးသွားပါရယ်ဒါအပြင်တရက်မှာဝင်းမဲဝစ်ဆောင်ကအစအတိတ်ပဲမျိုးစုံနဲ့ပြည်စုံအောင်လုပ်ထားတာဖြစ်ပါရယ် JK Sophia က International မှာအတွေ့အကြုံမရှိသေးပဲအတွေ့အကြုံရှိရဲ့နီနီလင်းအိမ်စီကနေလိုအပ်တာအားလုံးကိုလည်းမေးမြန်းထားခဲ့တာပါဖြစ်ချင်စိတ်အရင်ရှိနေသူဖြစ်တဲ့ အောင်မြင်မှုရရှိနိုင်မယ်လို့ယုံကြည်လို့သူ့ရဲ့ဆရာကတော့ယုံကြည်နေရပါ JK Sophia ကသူ့ရဲ့ပခုံးထက်မှာမြန်မာနိုင်ငံကြီးဆိုတဲ့ဝင်ကိုတင်ပြီးတော့ကြိုးစားသွားမှာဖြစ်ပါတယ်မြန်မာနိုင်ငံမှာသူမကိုအားပေးနေတဲ့သူတွေတချမ်းမှမျက်နှာမပြဲရအောင်လုပ်သွားမှာပါဒါပေမဲ့လည်းလူတွေကပပနက်ဝက်ကိုမကြိုက်တဲ့အတွက်ဒီနေ့ပွဲကိုတော့အားပေးဖို့အစီအစဉ်မရှိပါဘူးတကယ်လို့ JK Sophia ကအားပေးစင်စင်စရာကောင်းလောက်အောင်စူးစမ်းထားမယ်ဆိုရင်တော့ အားပေးဖို့ရာခိုင်နှုန်းများမှာပါ JK ရတချင်းဆိုလဲခေါင်းနာမှုအတန်ဒီအတန်ထောက်လဲတိချပြောနိုင်ပြီးလူတွေရဲ့အာယုံဆိုင်မှုရအောင်ကြိုးစားမယ်လို့ဆုံးဖြတ်ထားပါတယ်။ထိုင်းနိုင်ငံကိုပထမဆုံးသွားရောက်တဲ့အချိန်မှာ JK ရကချင်လူမျိုးတွေကိုကိုစားပြုတဲ့ဝတ်စုံတွေကိုဝတ်ထားခဲ့တာဖြစ်ပါတယ်။ဒါအပြင်မီဒီယာဘက်ကလာမေးဆက်တဲ့အချိန်မှာအင်္ဂလိပ်စကားကိုမှွန့်နေအောင်ပြောပြီးတော့ သူရဲ့အစွမ်းတွေကိုထုတ်ပြခဲ့တာဖြစ်ပါတယ်ပရိသတ်ကြီးရော JKR Miss Grand International 2025ပြိုင်ပွဲမှာဝင်နာစုကြီးကိုရနိုင်မယ်လို့ထင်လားဆိုတာပရိသတ်တို့ရဲ့အမြင်လေးပြပြပေးခဲ့ကြပါအောင်ရှင်